ဒုတိယအရက်တော့ကလတီကလမောအိပ်ပျော်သွားတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့သူကနှစ်နှစ်ချင်းတိုင်မအိပ်ရပါဘူးတဲ့အဲ့တော့အဲ့တော့ရက်အယ်ကိုအများကြီးကိုတောက်သုံးတဲ့ခါနောက်နေ့မနေ့မှဖြစ်ပေါ်လာတာဒီဟိုက်ဒရေးရှင်းလို့ခေါ်တယ်ရေတက်ခန့်ချောက်ခြင်းရေတက်နေတဲ့ခါကျရင်ဖြစ်ပေါ်တဲ့ဒီအရက်နာကြခြင်းဖြစ်ပေါ်တဲ့ယောဂစက်ခံစားရမယ့်ဝေဒနာတွေရှိတယ်ပြီးရင် inflammation လို့ခေါ်တယ်ခန္ဓာကိုယ်အတွင်းပိုင်းရောင်ရမ်းခြင်းပေါ့နော်အဲ့ဒီခန္ဓာကိုယ်အတွင်းပိုင်းရောင်ခြင်းကပြေပေါင်းများဆိုအရက်တောက်လာတဲ့လူတွေပို့ခန္ဓာကိုယ်ရဲ့အတွင်းကပစ္စည်း အင်္ဂါတွေပျက်စီးစေပါတယ်မှာပန်ခရီးယားစ်တို့ကြောက်ကပ်လို့ဟောအသေးကြီးအသေးကြီးအဲ့အဲ့လိုမျိုးတွေကအာပျက်စီးယုံဝင်လာတယ်ပေါ့နော်နေ့20လောက်ကြာပြီဆိုရင်တော့ဒါတွေကအာတခြားယောဂါဝင်လာပြီဆိုရင်သူပျက်စီးဖို့တည်ကြပါပြီနောက်တစ်ခုက disruption of sleep အေးရကောင်းမအေးရလူတွေကအရက်တောင်းကလတီကလမောအိပ်ပျော်သွားတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့သူကနှစ်နှစ်ချင်းချင်းမအေးရပါဘူးတဲ့ အဲ့ဒါကိုတိတိပ္ပံပညာရှင်တွေကနေပြီးတော့ rapid eye movement ဆိုပြီးတော့ပြောပါတယ်အဲ့နေစင်မှာမျက်ခုမျက်စိလှုပ်တဲ့နှလုံးလှုပ်တဲ့ခံမှုပေါ့နော်မိတ်တော်လူကအဲ့များများခက်တယ်အဲ့လိုဆိုတော့ရက်တောက်တဲ့ချိန်မှာအဲ့ဒီ rapid eye movement လှုပ်ရှားမှုအားများတဲ့အတွက်သူကတကယ်ကြတော့ sound sleep မရဘူးကျွန်တော်တို့ရက်မတောက်ပဲနဲ့နေလာပြီးအဲ6နာရီ9နာရီလောက်အိတ်လိုက်မယ်ဆိုရင်အေးရောဘာနဲ့နေချိုက် နိုးနိုင်တင်းတင်းကြိုက်ရှိပြီးတော့အရက်တောက်ပြီးအိမ်မယ်ဆိုရင်6နာရီအဲ့ချိန်ပမာဏပေါ့နော်6နာရီ7နာရီ9နာရီ10နာရီလောက်အိမ်မှာမူတူတူနဲ့ထလာတာပေါ့နော်အရက်တောက်တဲ့အတွက်ပိုအိပ်ရတယ်အိပ်ပျော်အိပ်ပျော်သွားတယ်ပိုအိပ်ရတယ်ပေါ့နော်ဒီလိုမျိုးအေးမွားတဲ့အတွက်လည်းအရက်နာကြတဲ့ခံစားမှုဖြစ်ပေါ်စေနေတာနောက်တစ်ခုကကြတော့ accumulation of toxics by product စိတ်တောက်တွေစုပုံလာမှုပေါ့နော်အဲ့ဒါပါလဲဆိုရင်